ကျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။မြဝေးရဲ့နေ့ကနေကျမကိုချစ်ခင်အားပေးကြတယ်။ယုံကြည်အားပေးကြတယ်။ခொနည်းရဲ့သားသမီးများနော်။ရှင်းနေပွားသားသမီးများအားလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ဉာဏ်မှခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ကဆုံလာတလာသာအတွက်စနေသားသမီးများအတွက်ကိုအခုကနေစပြီးတော့ပြောပြပေးမှာဖြစ်ပါရဲ့နော်။ စနေသားသမီးတွေကဒီလပိုင်းမှာကဆုံလာမှာဆိုလို့ရှိရင်လေအလူမင်္ဂလာတွေပြုလို့ရတဲ့ကာလတခုလို့ပြောလို့ရပါတယ်ရှင်အလူကိစ္စတွေမင်္ဂလာကိစ္စတွေဝင်ပါတတ်ပါတယ်နောက်ကိုယ့်ရဲ့ဆွေမျိုးသားချင်းထဲမှာမင်္ဂလာဆောင်ရမယ်နမိတ်တွေပေါ်ပေါက်နေတာတတ်ပါတယ်ဒါမှမဟုတ်ရင်ကိုယ့်အိမ်မှာအပြူလူပြူငရွယ်သူတွေရှိတယ်ဆိုရင်တော့အိမ်အောင်ကြကင်းရှိပါတယ်အဲ့တော့ ဒီကာလမှာဆိုလို့ရှိရင်စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အင်မတန်အကျိုးပေးတဲ့ကာလတစ်ခုဖြစ်ပါတယ်။အဲတော့စက်ပစ္စည်းနဲ့ပတ်သက်တဲ့စီးပွားရေးတမားရှင်တွေကတော့ဒီကဆုံလမှာလက်မထောင်နိုင်တဲ့ကာလတစ်ခုပေါ့။အဲတော့ကဆုံလမှာစနေသားသမီးတွေကထိပေါကင်းရှိပါတယ်။ထိထိုးပေးပါเนาะ ထိပေါက်ကင်းရှိပါတယ်ထီထိုးဝေးပါစနေနေ့မှာပဲထိုးပေးရမှာဖြစ်ပါတယ်စနေနေ့ကိုမနက်ပိုင်းလေးစောစောလေးတွားပြီးတော့ထိုးပေးပါအဲ့လိုတွားတဲ့တွားပြီးတော့ထိုးတဲ့အခါမှာလမ်းမှာတွေ့ရဲ့တက်ကြီးရွယ်အိုးအဖိုးပဲဖြစ်ဖြစ်အဖွားကိုပဲဖြစ်ဖြစ်ဖျားစာအုပ်တအုပ်လှူဒန်းပေးရမှာဖြစ်ပါတယ်ဖျားစာအုပ်တအုပ်လှူဒန်းပြီးွားပြီဆိုရင်တော့အုံးကြီးအုံးစင်းကြီး တူတန်းပြရမှာဖြစ်ပါတယ်เนาะအုံစင်းရင်တလုံးပေါ့เนาะအုံဒီစင်းတလုံးအုံစင်းရင်တလုံးပေါ့เนาะအဓိကတော့အုံရည်ကိုလှူဒန်းကျင်တာပေါ့เนาะအုံရည်လေးနဲ့ဖះဆောင်လေးနဲ့လှူဒန်းပြီးွားရင်ထိထိုးပြီးပါစနေသားသမီးတွေထိပေါက်ကင်းရှိပါတယ်နောက်တစ်ခုနေနေရကြတော့ဒီစနေသားသမီးတွေကအလုပ်ပြောင်းနေရပြောင်းနေရမ်းရမ်းကောင်းပါတယ်အဲ့တော့ ရာထူးကြီးကြီးမားမားတွေရရှိတတ်ပါတဲ့အမြင့်ကို ရောက်သွားတတ်ပါတယ်မမျောလင့်မဲနဲ့အမြင့်ကြီးကိုရောက်သွားတဲ့ကာလလိုလည်းပြောလို့ရပါတယ်အဲ့တော့စနေသားသမီးတွေကထက်လူကြီးပေါ့ပုပ်ကိုလူမျိုးအဲမိတ်ဆွေကောင်းလူလူကြီးလူကောင်းတွေကိုကိုကူညီမဆာတတ်ပါတယ်ဒါပေမဲ့လို့ကိုကအထူးဂယုဆက်ရမှာကတော့ဒီကာလလေးမှာ ကိုပေးထားတဲ့ငွေကြေးတွေကကိုလက်လွန်ထားတာတွေမတောင်းသေးနဲ့ဟုတ်ဒီလမှာမရသေးဘူးရရင်လည်းကုန်သွားနိုင်မယ်မရတာပူများနိုင်မယ်အဲ့တော့ဒီလမှာပေးထားတဲ့ငွေကြေးတွေအကျွေးကိစ္စတွေကိုကိုယ်တိုင်မတောင်းမနဲ့ကိုယ့်ရဲ့ကိုစားလူလူပြီးတော့တောင်းခိုင်းမယ်ဆိုရင်တော့အဲ့ဒီပေးရမယ့်လူကပေးနိုင်သွားပါလိမ့်မယ်ကိုယ့်ရဲ့ငွေကြေးတွေလည်းပြန်လဲရရှိသွားတတ်ပါတယ် အဲ့တော့စနေသားသမီးတွေပြောကျင်တာကြတော့မြောင်ရက်ဖက်ရှီလန်ကီလုံးဝမသွားနဲ့နောက်တစ်ခုအနေနဲ့တောင်ဘက်အရက်ကဖရားစင်းလူတော်တွေဖရားပုံတော်တွေဘာသာရေးနဲ့ပတ်သက်တဲ့ကိုယ်ွယ်စရာပုံတော်တွေလည်းကြွလာတတ်ပါတယ်အဲ့တော့တောင်ဘက်အရက်မှာမိမိတို့အနေနဲ့ရေရေရအမှုကိစ္စတွေဆောင်ရွက်မယ်ဆိုလို့ရှိရင်အောင်မြင်တတ်ပါတယ်ရေရေရတွေလည်းအောင်မြင်တတ်ပါတယ်အဲ့တော့ တောင်ဘက်ရဲ့ဆိုတော့ဘုဒ္ဓဘူးနန်တောင်ပေါ့အဲ့တော့ဘုဒ္ဓဘူးနန်တောင်မှာရက်ကလေးလက်ပန်းက၅ဘွဲ့လှူဒန်းပေးပါအဲ့တော့စနေသားသမီးတွေဒီလထဲမှာကံမြင့်သွားပါလိမ့်မယ်အဲ့တော့စနေသားသမီးတွေမိတူမစို့ပေါ့နော်အထူးဂယုဆက်ရမှာကအသက်44နှစ်အရွယ်ရှိနေတဲ့စနေသားသမီးတွေဆိုရင်တော့အမှုခင်းတွေတွေ့ကြုံရတတ်ပါတယ် ဒါကြောင့်မိမိတို့အနေနဲ့အမှုဖြစ်နေတဲ့သူကိုလုံးဝကူညီပေးလို့မရပါဘူး။အာမခံလက်မှတ်ရေးထိုးပြီးချင်းလုံးဝလုပ်လို့မရပါဘူး။အဲ့တော့အမှုဖြစ်မဲ့အရေးကိစ္စတွေရှောင်ရမှာဖြစ်ပါတယ်။စုရနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရှောင်ရမှာဖြစ်ပါတယ်။ကိုကဝင်မပါမိပါစေနဲ့40ကျော်နောက်ပိုင်း44 43မှာအထူးဝယူဆက်ရမှာဖြစ်ပါတယ်။အဲ့တော့စနေသားသမီးတွေကဒီ20 28နဲ့36နဲ့ အဲ့ဒီကာလမှာတော့အပြူလူပြူဆိုရင်ခြေရည်တွေအရင်ကန်ကောင်းမဲ့အိမ်အောင်ကြခင်ရှိပါတယ်။ဒါပေမဲ့လို့မိမိရဲ့အိမ်အောင်ဘက်အဝေးကိုရောက်ရှိနေတာတို့တနက်တကြီးကိုရောက်နေတာတို့မိမိရဲ့အိမ်အောင်ဘက်ကျမ်းမာရေးညံ့တာမျိုးတွေလည်းတည်င်းနေကြာရတတ်ပါတယ်။အဲ့တော့စနေသားသမီးတွေကဒီကာလမှာ လုံးဝမပြောပါလောက်တဲ့အညံ့ခိုက်လေးတွေရောရှိပါတယ်။ဒါပေမဲ့လို့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစနေသားသမီးတွေအထူးပင်ကံကောင်းနေရတတ်ပါတယ်။ အော်အင်တာဗျူးဖြည့်ဆိုးတဲ့အခါမှာပထမတစ်ကြိမ်မအောင်ဘူးဒုတိယတစ်ကြိမ်အောင်မြင်သွားတတ်ပါတယ်နိုင်ငံရေးသားခရီးဆိုလည်းဒီတိုင်းပါပဲပထမတစ်ကြိမ်မထွက်ဖြစ်ဘူးထွက်ရမလို့လည်းမထွက်ဖြစ်ဘူးဒုတိယတစ်ကြိမ်မှာတေကြပေါက်ထွက်ဖြစ်သွားပါတယ်အဲ့တော့ဒီကစုံလာရတယ်စနေသားသမီးတွေအတွက်အထူးကံကောင်းလေလာတလာလို့ပြောလို့ရပါတယ်။အဲ့ဒီတော့ကိုယ့်ရဲ့ဒီကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေလေးကောင်းစေခြင်းတယ်။ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကလေးတွေအညံ့လေးတွေပပျောက်စေခြင်းတယ်ဆိုလို့ရှိရင်တော့ စင်းရဲနွမ်းပါသူပေါ့ဖျားဘူးစရိတ်ထောက်ပံ့ပေးရမှာဖြစ်ပါတယ်အဲ့တော့တက်ကြီးွယ်ဦးလည်းဖြစ်ကြမယ်တိလာရှိသူလည်းဖြစ်ကြမယ်စင်းရဲနွမ်းပါသူလည်းဖြစ်ကြမယ်တတ်နိုင်သလောက်ဖျားဘူးခီးစည်းလေးထောက်ပံ့ပေးလိုက်ပါအဲ့တော့အင်္ဂါနေ့အင်္ဂါနေ့တိုင်းမှာစနေသားသမီးတွေကနှမ်းစီစီမီ၃ခွက်စီမီပူဇော်ပေးရမှာဖြစ်ပါတယ် ဲ့တော့စီမီပူဇော်တဲ့အခါမှာလဲတန်ဘုတ်ဒီကိုးကောက်ယူပြီးတော့စီမီပူဇော်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ဒီမိမိတို့အနေနဲ့မိမိတို့အနေနဲ့ကကြတော့လှူဒန်းရမယ်လှူဝယ်ပစ္စည်းလေးရှိပါတယ်။အဲ့ဒီအလှူကကြတော့စွန်ကြီးပဲဘာမှမပါဘူးစွန်ကြီးပဲသုံးပကံမှာလှူပေးရမှာဖြစ်ပါတယ်။နော်အငဲ ဒီလာပိုင်းမှာပေါ့ပို့ပြီးတော့လှူဒန်းပေးရမှာဖြစ်ပါတယ်။ကဲအရေးကြီးတဲ့ကိစ္စတွေစာချုပ်စာတမ်းမှာလက်မှတ်ထိုးမှတ်ကိစ္စတွေရွှေကိစ္စတွေအတွက်စောင်ရွက်မယ်ဆိုလို့ရှိလို့ရှိရင်တောင်ဘက်ရက်မှာရက်ကလေးလဲနဲ့ရက်ကလေးလဲနဲ့ကျမတို့အခုနပြောတဲ့ပန်း၅ပွင့်လှူဒန်းပေးပြီးတော့ဆူတောင်းပေးပါ။အဲ့ဒီကိစ္စတွေစောင်ရွက်ပြီးတော့မှကိုယ့်ရဲ့ကိစ္စတွေစောင်ရွက်မယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်။အဓိကမှားကျင်တာကမိမိတို့ရဲ့အိမ်ဖေးရမှာ နှမ်းစီနဲ့စီမီ၃ခွက်ထုံးပေးရမှာဖြစ်ပါတယ်။ဘယ်နေ့တွေထုံးပေးရင်ကောင်းမလဲဆိုရင်တနင်္ဂနွေနေ့တွေကောင်းတယ်၊ဗုဒ္ဓဘူးနေ့တွေကောင်းပါတယ်။အဲ့တော့စနေသားသမီးတွေကဒီကာလပိုင်းမှာဖခင်နဲ့တော့၎င်းမိခင်နဲ့တော့၎င်းမသိမမြက်ဖြစ်နေတတ်ပါတယ်။အကြီးအတွက်အကြီးအကဲတွေကတော့ကိုယ်ကူညီမဆောက်ခြင်းနေခံရတတ်ပါတယ်။ဒါပေမဲ့လို့အိုးအိမ်နေရာထိုင်ရင်းကိစ္စတွေအလို့အကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ အောင်မြင်ခြင်းနဲ့အလုံးလျှောက်တာပဲဖြစ်ဖြစ်เนาะဟိုနေရာပြောင်းတာပဲဖြစ်ဖြစ်အိမ်ကိစ္စပေါ့အိမ်ပြောင်းရွှေ့ဖြစ်တာပဲဖြစ်ဖြစ်အိမ်ကန်းရှာနေတာပဲဖြစ်ဖြစ် အောင်မြင်ခြင်းနဲ့ဆိုရင်เนาะကုန်းတတဝါတကောင်ဘေးမဲ့လွတ်ပေးရမှာဖြစ်ပါတယ်ဘေးမဲ့လွတ်ပြီးတော့ဆူတောင်းပေးရမှာဖြစ်ပါတယ်ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ်မှာအခက်အခဲရှိနေတယ်အောင်မြင်ခြင်းနဲ့เนาะငွေရရမလို့လို့နဲ့မရဘူးဖြစ်နေတယ်ကိုယ်မှာအရေးကြီးငွေလိုအပ်နေတယ် အဲ့ဒါမျိုးစုလို့ရှိရင်တော့ပိန်းထဲပင်အောက်ကိုသွားပါ အရှိတောင်ရက်ကိုမျက်နာမူပြီးတော့ဇီးသီးလေးတုံတုံစားပြီးတော့ဆူတောင်းပေးပါဒါဆိုရင်ငွေကြေးကိစ္စတွေအဆင်ပြေသွားပါလိမ့်မယ်ကဲစနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနေနဲ့ပြေဆိုပါစေ စိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေလည်းပြေဝနိုင်ကြပါစေရှင်